ာပါရှင် Digital Fusion Company မှာကျေဇူးပါတယ်ရှင်မြမကူ TV လေးမှာဆိုရင်တော့ Fusion PO software လေးကိုမှအသုံးပြု license နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပြပေးမှာပဲဖြစ်ပါတယ်ဒီတော့ညီမတို့က license ဆိုတဲ့ကဏ္ဍလေးကိုသွားပါမယ်ဒီ license ဆိုတဲ့နေရာမှာဆိုညီမတို့ကအသုံးပြုရှိပါတယ် server license ရှိမယ်ပြီးတော့ PC client license နဲ့ mobile client license ဆိုပြီးတော့ license သုံးမျိုးရှိပါတယ်ဒါမှဆိုရင်တော့ညီမတို့က server license တွေကိုဝင်သွားလိုက်မယ်ဆိုရင် ီလိုမျိုးလေးညီမတို့ကတွေ့ရမှာပါဒီမှာဆိုရင်တော့ကိုယ့်ရဲ့ ID နဲ့ပြီးသွားရင်ကိုက license ဝယ်သုံးထားရဆိုရင်ဒီမှာရက်တွေအများကြီးကိုတွေ့ရမယ်တကယ်လို့တခုခုကြောင့် online မကောင်းတာတော့တခုခုဖြစ်တယ်ဆိုရင်တော့ညီမတို့ကဒီနားလေးက reflect လေးကိုနှိပ်ပြီးတော့မှ license ရဲ့တက်တန်းကိုပြန်ပြီးတော့ကြည့်လို့ရပါတယ်ဒါကတော့ main server ရဲ့ license ပါနောက်တစ်ခုကတော့ညီမတို့က PC client license ပဲဖြစ်ပါတယ်။ဒီမှာဆိုရင်တော့ညီမတို့ကဘာလေးတွေရှိမလဲဆိုရင်ကိုက client ဖြစ်တဲ့အတွက်ကြောင့်မို့ license ခွဲသုံးရတဲ့အခါမျိုးတွေမှာဒီ module ဆိုတဲ့အောက်မှာကြာတော့ကိုကဒီမှာခွဲပြထားတဲ့ role တွေကိုတွေ့ရမှာပါ။သူ့ကိုဘယ်လိုမျိုး role နဲ့ပေးပြီးသုံးတာလဲဥပမာ C လား admin လားဒါမှမဟုတ်လို့ရှင် sales manager လားစတဲ့အကြောင်းအရာတွေကိုဒီ module ရဲ့အောက်မှာညီမတို့ကအမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ပြီးရင်တော့ညီမတို့ကဒီလိုမျိုး license ဝယ်သုံးတယ်ဆိုလို့ရှင် ီနေရာလေးမှာ register လေးရှိပါတယ်ဒီ register လေးကိုညီမတို့ကဒါလေးကို register လေးနှိပ်ပြီးတော့ရုံးဘက်ကိုလှမ်းပြီးတော့ပြောရမှာပါဒီတော့မှ company ကနေပြီးတော့ register လေးဖွင့်ပေးมาဖြစ်ပါတယ်ရှင်ဒီတော့ညီမကဒီ register လုပ်ပုံလေးကိုပြပြပါမယ်ဒါကြောင့်မို့လို့ကိုကဒီဘောနော client account လေးကို active ဖြစ်ချင်နေဆိုပါကညီမတို့ကပထမဆုံး register လုပ်ရပါမယ်ဒါကြောင့်မို့လို့ညီမက register လုပ်လိုက်ပါမယ် ဒီလိုမျိုး register လေးကိုနှိပ်လိုက်ပြီးဆိုတော့လည်းညီမတို့စီမှာ request ဆိုပြီးတော့တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်ဒီလိုမျိုးညီမတို့က request လုပ်ပြီးရခါမှာဆိုရင်တော့လုံမကနေပြီးတော့ပြန်ပြီးတော့ညီမတို့ကိုလက်ခံပေးမှလေးကိုစောင့်ပေးရမှာပဲဖြစ်ပါရဲ့ရှင် မတို့ကဒီလိုမျိုး request လေးလုပ်ထားပြီးရခါမှာဆိုရင်တော့ရုံးကိုဖုန်းဆက်ပြီးတော့အကြောင်းကြားပြီးတော့ညီမတို့ရဲ့ account လေးကို active ဖြစ်အောင်စောင့်ပြီးရမှာပဲဖြစ်ပါတယ်။ဒီလိုမျိုးရုံးကနေပြီးတော့ reply ပြန်လာတဲ့ခါကျရင်တော့ညီမတို့ကဒီနားလေးမှာရှိတဲ့ reflect လေးကိုနှိပ်ပြီးတော့မှညီမတို့ရဲ့ account လေးက active ဖြစ်မဖြစ်ကြည့်လို့ရပါတယ်ရှင်။ ဒါဆိုရင်တော့ညီမတို့ကအကောင့်လေးက active ဖြစ်သွားပါပြီ။ဒီမှာဆိုရင်ကိုယ့်ရဲ့အကောင့်မှာဆိုရင်အခုဆိုရင်အကောင့်နှစ်ခုရှိရပါတော့။ပထမအကောင့်ကဆိုလို့ရှိရင်စီးရဲ့ပြီးတော့စီးမန်နေဂျာရဲ့ခတ်ရှာရဲ့ဆိုတော့အလို၃ခုကိုပေးထားပါဗျ။ပြီးရင်တော့ဒီအောက်လေးမှာဆိုရင်တော့နောက်ထပ်အကောင့်တစ်ခုကတော့စေးတီတက် row ကိုပဲပေးပေးထားတာပဲဖြစ်ပါတယ်။ညီမတို့ရဲ့အကောင့်လေးတွေကဒီနေရာလေးမှာ active ဖြစ်နေပြီဆိုရင်တော့ညီမတို့ကဒီအကောင့်လေးတွေကိုသုံးလို့ရပါပြီရှင်။ ဒါဆိုရင်နောက်ထပ်တစ်ခုကတော့ညီမတို့က mobile client license ပဲဖြစ်ပါတယ်ဒီ mobile client license ထဲမှာဆိုရင်တော့ညီမတို့ကဘာတွေကိုတွေ့ရမလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကိုက role ခွဲပေးထားတယ်ဒီမှာဆိုရင် S1 ပေါ့เนาะဒါက mobile client တစ်လုံးခွဲပေးထားတာပါနာမည်မှာလည်း S1 နဲ့ပေးရဲပြီးတော့အသုံးပြုမဲ့နာမည်ကိုလည်း S1 လို့ပေးထားရဲပြီးတော့ကိုက password တွေပဲတခုခုပြင်ချင်တာရှိရဲဆိုရင်တော့ဒီနားကခဲတဲ့ပုံစံ entity လေးကိုနှိပ်ပြီးတော့ပြင်လို့ရပါတယ်ညီမတို့က mobile client license ဆိုလို့ရှိရင်ဒီနေရာမှာလောလောဆယ်က inactive ဖြစ်နေပါတယ်ဒါကဘာကြောင့်လဲဆိုရင်ဒီနေရာမှာညီမတို့က client ချိန်ချတာမရှိလို့ပါဒီရောညီမတို့က mobile client အသုံးတော့မယ်ဆိုပါကဒီ client သုံးတော့မယ်ဆိုရင်ညီမတို့ကဒီ number ၄နဲ့မှဒီ user ID က client blog သုံးမယ်ဆိုပြီးတော့ညီမတို့ကရုံးဘက်ကိုအကြောင်းကြားပြီးတော့ မိုဘိုင်း client ကိုဝယ်ရပါမယ်ဒီတော့ကိုယ်ဆိုင်မှာ၃လုံး၃မယ်၅လုံး၃မယ်ဒါဆိုလို့ရှိရင်တော့ကိုကပါ၄လုံး၃မယ်ဆိုတော့အရေးအတွက်ကိုပြောပြီးတော့မှညီမတို့ကရုံးဘက်ကိုပြောပြီးရတဲ့ခါကျရင်ဒီနေရာလေးက in active ပေါ့နော်ဒီနေရာလေးကို active နှိပ်ပေးလိုက်တဲ့ခါမှာဒီ in active လေးကနေပြီးတော့ active အဖြစ်ကိုပြောင်းသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ညီမတို့ရဲ့ဒီနေရာလေးမှာဆိုရင်တော့ကိုကဥပမာ၃လုံး၃မယ်လို့ပြောလိုက်ရင်ကုမ္ပဏီဘက်ကနေပြီးတော့၃လုံးအတွက်လှမ်းပြီးဖွင့်ပေးလိုက်ရင်တော့အရေးအတွက်က၃လို့တွေ့ရမယ်တကယ်လို့၅လုံးအတွက်၃မယ်ဆိုရင်တော့ဒီနေရာမှာ၅လို့တွေ့ရမှာပဲဖြစ်ပါတယ်ညီမတို့ကဥပမာ င်းဆုံးတော့ဒီနေရာလေးမှာ edit လုပ်ပေးရမှာပါရှင်အဲဆိုရင်တော့ညီမကဒီဘိုဘိုင်းကလိုင်းရဲ့ license လေးကိုအခု in edit ဖြစ်နေတာကနေ edit ဖြစ်တဲ့ပုံစံလေးကိုပြပါမယ်။ဒါကြောင့်မလို့ညီမကဒီ edit လေးကိုနှိပ်လိုက်ပါမယ်ရှင်။ ဒါဆိုလို့ရှိရင်တော့ညီမရဲ့အကောင့်လေးက active ဖြစ်နေပါပြီ။ဒီတော့ညီမတို့ခုနကတော့ mobile client ကဘာနှလုံးခွဲထားလဲဆိုရင်၃လုံးခွဲထားတယ်ဆိုပြီးတော့ညီမတို့ရဲ့အကောင့်လေးက active ဖြစ်နေတာကိုတွေ့ရမှာပါ။တကယ်လို့ညီမတို့ကအဲ့လိုမှမဟုတ်ဘူးဒီမှာအခု mobile client ပြီးပြီပေါ့နော် PC client license ကိုလည်းအဲ့လိုမျိုးပဲခုနကလိုမျိုးညီမတို့ကအတစ်လုပ်ပေးလို့ရတယ်ပြီးရင်တော့ computer ကိုလည်းဒီ main computer ကိုလည်းညီမတို့ကဒီလိုမျိုးလေးကိုကဒီမှာဆိုရင်အခုအတစ်ဖြစ်နေတာကိုတွေ့ရမှာပါတကယ်လို့ ကိုဆက်ကတခုခု error တက်လို့ update မဖြစ်နေရမျိုးတို့ရက်ကမရှိရတာမျိုးဆိုရင်ညီမတို့ကဒီနာလေးက reflect လေးကိုနှိပ်ပေးလိုက်လို့ရပါတယ်ရှင် အခုဆိုရင်တော့ညီမတို့ဆက်က update ဖြစ်နေတဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ license မှာ update ဖြစ်နေရဒါကြောင့်မလို့ကိုယ့်ရဲ့ရက်တီနဲ့ညီမတို့က update ဖြစ်နေကြအောင်ကိုတွေ့ရမှာပဲဖြစ်ပါတယ်ရှင် ဒီတော့အခုဆိုရင်ညီမတို့ကဒီ license ထဲမှာမှာ server license ပြီးတော့ဒီ client license နဲ့ mobile client license တွေကိုဘယ်လိုမျိုး active ဖြစ်အောင်လုပ်ရမလဲဘယ်လိုမျိုးညီမတို့ကဒီ client license လေးကို request လုပ်ပြီးတော့ register တင်ရမလဲဆိုတဲ့အကြောင်းလေးတွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်ရှင်အားလုံးပဲတာယာအချမ်းတော်နေ့ရက်လေးဖြစ်ပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်